ီးရဲသတင်းဌာနကိုနာသသဆင်နေကြတဲ့ပရိသတ်တွေအားလုံးကိုတာလီဆွပါလို့နှုတ်ခွန်းဆက်တာလိုက်ရပါတယ်။ဒီနေ့2025ခုနှစ်ဧပြီလ9ရက်နေ့ CNN ရဲ့တနေ့တာအွန်လိုင်းရေဒီယိုထုတ်လွှင့်မှုကိုကျမတာယာနဲ့အတူကျွန်တော်စောဖုခွားကအစီအစဉ်မူအဖြစ်နဲ့တာဝန်ယူကာစတင်ထုတ်လွှင့်နေပြီးဖြစ်ပါတယ်။ဒီနေ့ထုတ်ပြန်တင်ဆက်သွားမယ့်သတင်းတွေကတော့စစ်ကောင်စီရဲ့ညောင်ကျိုးဖြူဟာစခန်းကိုအာရခတပ်တော်တိုက်ပိုက်လိုက်ပြီဆိုတဲ့သတင်း မန်အောင်မှာပောက်ကွဲတဲ့ရွှေမီတောင်ပောက်ကွဲမှုကြောင့်လေယာဉ်မြေတချို့ပျက်စီးသွားတယ်ဆိုတဲ့သတင်း။တောင်ကောက်မှာမိုင်းပောက်ကွဲမှုကြောင့်ဒေတာခန့်တဦးထပ်မံတရားရရှိခဲ့တယ်ဆိုတဲ့သတင်း။အပြည့်ရဲ့ကြေညာထားတဲ့စစ်ကောင်စီကအာရခတပ်တော်ကိုနေ့စဉ်ရက်ဆက်တိုက်ခိုက်တာလုပ်နေတယ်ဆိုတဲ့သတင်းတွေအပြင်တခြားထူးခြားပြီးစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုကြားရမှာလည်းဖြစ်ပါလေ။ပထမဆုံးအနေနဲ့ကြားရမှာကတော့ ဖြစ်ကောင်စီရဲ့ညောင်ကျိုးဖြူဟာစကန်ကိုအရခသက်တော်တင်ပိုက်လိုက်ပြီးဆိုတဲ့တဲ့ရင်ကိုကြားရမှာလည်းဖြစ်ပါတယ်။ဘကိုးတိုင်းအတွင်းကစစ်ကောင်စီရဲ့ညောင်ကျိုးပြူဟာစကန်ကောင်းကိုဧပြီလ၂ရက်နေ့မှာတင်ပိုက်လိုက်ပြီလို့အာရခတပ်တော်ကသတင်းထုတ်ပြန်လာပါတယ်။အဲ့ဒီညောင်ကျိုးပြူဟာစကန်ကောင်းကိုအာရခတပ်တော်ကမတ်လ၁၈ရက်နေ့မှာစတင်ထုတ်စစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ရက်ပေါင်း၁၆ရက်အကြာဧပြီလ၂ရက်နေ့မှာစကန်ကိုအလုံးစုံတင်ပိုက်ရရှိခဲ့တာလို့ဆိုပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာအာရခတပ်တော်အနေနဲ့ ကစင်ကလေးဆုတ်ခွာထွက်ပြေးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုဆက်လက်တိုက်ခိုက်ဖို့အခွင့်အရေးရှိခဲ့ပေမဲ့တပတ်သက်အပြစ်ရက်ခဲ့တာကြောင့်ဆက်လက်မတိုက်ခိုက်တော့ဘဲထိုးစစ်တွေကိုရပ်တန့်ခဲ့ပြီးမိမိတို့ရဲ့ထုတ်ပြန်ချက်ကိုလေးစားလိုက်နာကြောင်းပြသခဲ့တယ်လို့အာရခတတော်ကထုတ်ပြန်ထားပါတယ်တိုက်ပွဲအတွင်းနှစ်ဖက်တိုက်ခိုက်တိုက်စုံမှုအသေးစိတ်အခြေအနေတွေကိုတော့ထောက်ပြချက်မှာဖော်ပြထားတာမတွေ့ရပါဘူး။အာရခတတ်တော်အပါအဝင်ညီနောင်မဟာမိတ်တုံးဖွဲ့တို့ဟာဧပြီလ3ရက်နေ့ကစတင်ပြီး ငလင်တန်တဲ့ပြည်သူလူထုအတွက်တလတာတစ်ဖက်သက်အပြစ်ရက်စဲကြောင်းထုတ်ပြန်ကြေညာခဲ့တာလည်းဖြစ်ပါတယ်။အလားတူစစ်ကောင်စီဘက်ကလည်းဧပြီလ၂ရက်နေ့မှာတစ်ဖက်အပြစ်ရက်စဲကြောင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။ဒါပေမဲ့တီထုတ်ပြန်ချက်ကိုစစ်ကောင်စီကလိုက်နာမှုမရှိဘဲဘကိုးတိုင်းအေယော်ဝတီတိုင်းနဲ့တခြားသောနေရာတွေကအရခတ်တပ်တော်ရဲ့စစ်ကြောင်းတွေကိုနေ့တိုင်းတံပြန်ထိုးစစ်တွေဆင်နွှဲလျက်ရှိတယ်လို့ အာရခတ်တတော်ကအတိပေးထားပါတယ်စစ်ကောင်စီကတပတ်သက်အပြစ်ရက်ဆဲတဲ့ဧပြီလ2ရက်နေ့နဲ့၎င်း2ရက်တွင်မတိုင်မီရက်တွေမှာလဲရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်စစ်တွေမြို့ပတ်ဝန်းကျင်နေရာတွေကအာရခတ်တတော်တပ်ဖွဲ့ဝင်တွေကိုလက်နက်ကြီး drop ball လေကြောင်းနဲ့စစ်တင်မိုးတွေပေါ်ကနေပြစ်ခတ်တိုက်ခိုက်ခြင်းတွေကိုယနေ့အထိတိုင်းစက်တိုက်ပြုလုပ်နေခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ဧပြီ3ရက်4ရက်နဲ့5ရက်နေ့တွေမှာလဲစစ်ကောင်စီဟာရခိုင်ပြည်နယ်အတွင်းက ကြောက်ဖြူစစ်တွေပုံနှကြုံနဲ့ရခိုင်ရုံးမတောင်တန်းနေရာတွေကိုလက်နက်ကြီးလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့လည်းအရခတ်တပ်တော်ကအတည်ပြုထားပါတယ်။ဆက်လက်ကြားရမှာကတော့မန်အောင်မှာပောက်ကွဲတဲ့ရှုံမိတောင်ပောက်ကွဲမှုကြောင့်ဒေယာမြေတချို့ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုကြားရမှာလည်းဖြစ်ပါတယ်။ဒီသတင်းကိုတော့ကိုစောဖိုးကွားကဖတ်ပြထားပါတယ်။မန်အောင်မှာပောက်ကွဲတဲ့ရှုံမိတောင်ပောက်ကွဲမှုကြောင့်လေယာမြေတချို့ပျက်စီးခဲ့တဲ့ဆိုတဲ့သတင်းကိုကြားရမှာပါ။ မန်အောင်မြို့နယ်နဂါးကျွော်အနီးမှာရှိတဲ့ရွှေမီးတောင်ပကွဲမှုကြောင့်ဒေသခံပိုင်လေယာဉ်မြေတွေဟာချော်ယူတွေဖုံးလွှမ်းကာပျက်စီးသွားခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။အဲဒီပကွဲမှုဟာပြီးခဲ့တဲ့အေဘီလာ၂ရက်နေ့ကပကွဲခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိပကွဲမှုဖြစ်ခဲ့တဲ့ရွှေမီးတောင်ဟာမန်အောင်မြို့ရဲ့အနောက်တောင်ဘက်73မိုင်ခန့်အကွာမှာရှိတဲ့နဂါးကျွော်မှာရှိတဲ့ရွှေမီးတောင်ကနေပကွဲမှုဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ဒီရွှေမီးတောင်ပောက်ကွဲမှုကြောင့်ဒေသခံတွေပိုင်ဆိုင်တဲ့လေယာဉ်မြေ၉အေကာလောက်ဟာ ်ချော်ယူရီနဲ့အတူဖုံးလန်းကွာပြက်စီးသွားခဲ့ရတယ်လို့နဂါးကျွော်ဒေသခံတဦးက CNA ကိုပြောပါရယ်လက်ရှိပောက်ကွဲခဲ့တဲ့မီးတောင်နဂါးတောင်နေရာမှာမီးတောင်ရှင်၄လုံးနဲ့မီးတောင်တေ၃လုံးရှိတာဖြစ်ပြီးတော့ရွာဝင်လန်းအနီးမှာရှိတဲ့ရခင်မီးတောင်တေ၃လုံးတဲကတစ်လုံးကနေမီးတောင်ရှင်ဖြစ်ကအခုလိုပောက်ကွဲအားပြင်းထန်တဲ့ပြန်လည်ထွက်ပေါ်ပောက်ကွဲလာတာဖြစ်တယ်လို့လည်းသူကပြောပါရယ် အမြဲတမ်းပောက်ကွေးလေးရှိတဲ့အမြင့်ပေ200ခန့်အကျယ်ပေ900ခန့်ရှိတဲ့နဂါးဘူတောင်နဂမတောင်နဂလေတောင်စတဲ့တောင်တွေကတော့ဒီနှစ်အတွင်းမှာပောက်ကွဲတာမရှိသေးဘူးလို့လည်းဆိုပါရယ်မန်အောင်မြို့နယ်တစ်ခုလုံးမှာအခုလိုရှွံ့မီတောင်နဂါးတောင်ရှိတဲ့နေရာတွေကတော့မန်အောင်မြို့ရဲ့မိုင်20ခန့်အကွာမှာလည်းဇီးတော်နဂါးတောင်ဆိုပြီးတော့ရှိတာဖြစ်တယ်လို့တစ်ပုံကျေးရွာအနီးပတ်ဝန်းကျင်မှာလည်းတစ်ပုံရှွံ့မီတောင်စံဘောနဂါးရှွံ့မီတောင်ခွေးနဂါးရှွံ့မီတောင်တပုံနဂါးရှွံ့မီတောင် အစရှိတဲ့ရွှေမီတောင်များစွာလဲရှိနေသေးတာလဲဖြစ်ပါတယ်ခင်ဗျာဒီတစ်ခေါက်ကြားရမှာကတော့တောင်ကောက်မှာမိုင်းပေါက်ကွဲမှုကြောင့်ဒေတာခန်တို့ထပ်မံတရားရခဲ့တဲ့ဆိုတဲ့သတင်းကိုကြားရမှာလည်းဖြစ်ပါတယ်။တောင်ကောက်မြို့နယ်အတွင်းမှာပြီးခဲ့တဲ့ဧပြီလ6ရက်နေ့ကစစ်ပွဲအတွင်းကကြံနေခဲ့တဲ့စစ်ကြံမိုင်းပေါက်ကွဲပြီးတော့ဒေတာခန်တို့ဟာထိခိုက်တရားရရှိခဲ့ရပြန်တယ်လို့ တောင်ကုန်းမြို့ဒေသခံတွေကပြောပါတယ်။အဲ့ဒီမိုင်းပောက်ကွဲမှုကြောင့်ထိခိုက်ဒဏ်ရာရရှိသွားတဲ့သူကတော့တောင်ကုန်းမြို့ဂျိုးချာကွင်းရွာကအသက်25နှစ်အရွယ်ကိုဟိမင်းစိုးဆိုသူဖြစ်ပြီးတော့ဟင်းခုသွားချိန်မှာအခုလိုစစ်ကြံမိုင်းပောက်ကွဲပြီးမိုင်းဆထိမှန်ကညာဘက်လက်ညှိုးပြတ်ထွက်သွားပြီးလယ်ဘေးမှာလည်းဒဏ်ရာရရှိသွားခဲ့ရတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။လက်ရှိမိုင်းပောက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာဟာအာရခတတော်ကတောင်ကုန်းမြို့တစ်ခုလုံးကိုမတိုင်းပိုက်ခင်တော့ကစစ်ကောင်စီတပ်တွေကတပ်ဆွဲနေရာယူထားတဲ့နေရာတစ်ခုဖြစ်ပြီးတော့ အဲ့ဒီအနီးပတ်ဝန်းကျင်မှာမိုင်းပေါင်းများစွာထောင်ထားခဲ့တဲ့နေရာတစ်ခု ဖြစ်တယ်လို့လဲအာရခတတ်တော်ရဲ့မိုင်းရှင်းလင်းရေးအဖွဲ့တွေကပြောပါတယ်။ရခိုင်ကအာရခတတ်တော်တိုင်ပတ်ရရှိထားတဲ့မြို့နယ်တွေမှာအာရခတတ်တော်ကမိုင်းရှင်းလင်းရေးတွေနဲ့မိုင်းအသိပညာပေးတွေကိုလှုပ်ဆောင်ပေးတာတွေဇတိုက်ရှိနေပေမဲ့ဒေသခံပြည်သူတွေဟာမိုင်းပောက်ကွဲမှုနဲ့စစ်ကြံလက်နက်ပောက်ကွဲမှုတွေကိုနေ့စဉ်ကြုံတွေ့နေကြရတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ဧပြီလ3ရက်နေ့ကလည်းဂွားမြို့နယ်ကျန်စလီမြို့အတွင်းမှာရင်းစားတွတ်ရှာတဲ့ဒေသခံတို့ဟာ စစ်ကြမ်းမိုင်းနင်းမိကပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးတော့ခြေရောက်တစ်ဖက်ပြတ်ထွက်တန်ရာရရှိသွားခဲ့ရတာလည်းရှိခဲ့ရပါသေးတယ်။ဒီနေ့တနေ့တာထုံလွှဲမှုရဲ့နောက်ဆုံးသတင်းအနေနဲ့ကြားအောင်ပါကတော့အပြစ်ရဲ့ညညာထားတဲ့စက်ကောင်စီကအာရခတတော်ကို၄စင်ရက်ဆက်တိုက်ခိုက်တာလုပ်နေတဲ့ဆိုတဲ့သတင်းကိုဆက်လက်ကြားအောင်မှာလည်းဖြစ်ပါတယ်။ယာယီအပြစ်ရဲ့တယ်လို့ထုတ်ပြန်ပြောဆိုထားတဲ့စက်ကောင်စီဟာ အရောခတော်တော်ကိုကြီးရည်လေးကရက်ဆက်ပြစ်ခတ်တိုက်ခိုက်တာတွေကိုလှုပ်ဆောင်နေတယ်လို့အရောခတော်တော်ကမနေ့ကညနေမှာသတင်းထုတ်ပြန်ပြောဆိုလာပါတယ်။ညီနောင်မမိတ်တွေဖြစ်ကြတဲ့ကိုကန်တက် MNDAA တအောင်းထက်ထင်အလေးနဲ့အရောခတော်တော် A တို့ဟာပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့မြင်းကလေးလှုပ်ခတ်မှုကြောင့်ထိခိုက်ပျက်စီးသွားခဲ့ရတဲ့ပြည်သူလူထုတွေကိုလူသားချင်းစာနာထောက်ထားတဲ့အနေနဲ့တလတာယာယီပြစ်ခတ်တိုက်ခိုက်မှုကိုတဖက်သက်ရနာကြောင်ထုတ်ပြန်ပြောဆိုပြီးနောက်ပိုင်းမှာ ထိုးစစ်များစွာနဲ့တိုက်ပွဲတွေကိုဆက်လက်မပြုတ်လွတ်တော့ဘဲချက်ချင်းရထခဲ့တယ်လို့ဆိုပါရယ်။အဲဒီနောက်မှာလဲစစ်ကောင်စီကတိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေလိုငလင်အတန်တဲ့ပြည်သူတွေကိုထောက်ထားတဲ့အနေနဲ့တဖက်သက်အပြည့်ရအကြောင်းကိုစစ်ကောင်စီကထုတ်ပြန်ကြေညာတာရှိခဲ့ပါရယ်။စစ်ကောင်စီကအဲ့လိုကြေညာထားခဲ့ပေမဲ့နောက်25ခုနဲ့အေဘီလာ၂ရက်နေ့နဲ့အဲ့ဒီရက်တွေမတိုင်ခင်မှာစစ်ကောင်စီဟာကြောက်ဖြူမျိုးနဲ့စစ်တွေမျိုးပတ်ဝန်းကျင်မှာရှိတဲ့အရခတော်ရဲ့တပ်ဖွဲ့ဝင်တွေကိုလက်နက်ကြီး drop ပုံ လေကြောင်းနဲ့စစ်တမ်းပေါ်များစွာတွေစီကနေလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်တာတွေကိုနေတိုင်းပြစ်ခတ်တိုက်ခိုက်ခဲ့တာတွေရှိနေခဲ့တယ်လို့ဆိုပါရတယ်။အဲလိုပဲအေဘီလာ၂ရက်နေ့မှာစစ်ကောင်စီဟာရခိုင်ပြည်ကြောက်ပြမျိုးနဲ့အတွင်ကတပြူတောင်ကျေးရွာ၊ပြားတဲကျေးရွာ၊ပြင်ရှေကျေးရွာပတ်ဝန်းကျင်တွေကိုလက်နက်ကြီး drone တွေနဲ့အ धिक ပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာရှိခဲ့တယ်လို့စစ်ကောင်စီရဲ့တစ်ပုတ်တောင်ရေတပ်စခန်းဒိုးရန်တောင်အမှတ်32ရေတပ်ရင်းမြေပြင်စစ်ကြောင်းတွေကအ धिक တိုက်ခိုက်ခဲ့တာတွေကိုလှုပ်ဆောင်ခဲ့ပြီး ဧပြီလ2ရက်တရက်ထဲမှာပဲစကောင်စီဟာကြောက်ဖြစ်မြွနဲ့အတွင်ကိုဒရော်ဘုံအရေအတွက်60ကျွန်းတက်ခိုက်တာလက်နက်ကြီးတွေနဲ့ပြစ်ခတ်တက်ခိုက်မှု60ကျိတ်ထက်မနည်းကိုလှုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ဧပြီလ3ရက်4ရက်5ရက်နေ့တွေမှာလည်းစကောင်စီဟာတစ်ပုတ်တောင်ရေစခန်းဒိုးတန်းတောင်အမှတ်32ရက်တက်ရင်တွေနဲ့မြေပြင်စစ်ကြောင်းတွေအပြင်စစ်တင်ပေါ်ကြက်တိုက်လက်ရင်တွေကိုပါအသုံးပြုပြီးတော့ကြောက်ဖြူမျိုးနဲ့အတွင်းကကြက်တိန်တပြုတ်တောင်ပြာတဲပြင်ရှေလက်ခမောကလပါဟင်းခတ်ပြင်ကြီးရွာပတ်ဝန်းကျင်တွေကို လက်နက်ကြီး drone ဘုံများအပြင်ဂျက်တိုက်လေယာဉ်စက်တမ်းမောကြီးတွေကလည်း drone ဘုံအကျင့်အရေအတွက်60ကျော်နဲ့လက်နက်ကြီးပြစ်ခတ်တခိုက်မှုအကျင့်ရေ90ကျော်ထက်မနည်းပြစ်ခတ်တခိုက်ခဲ့တာတွေရှိကြတယ်လို့လည်းဆိုထားပါဗျ။စစ်တွေမျိုးနယ်ချောင်းတွင်မင်းကန်ရွာကိုလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာစစ်တွေမျိုးနယ်မင်းလာရွာမှာရှိတဲ့အာရခတော်တပ်ဖွဲ့ဝင်တွေရဲ့နေထိုင်နေရာတွေကို drone တွေနဲ့နှစ်ချိန်တစ်တိုင်ဘုံကျက်တိုက်ခိုက်တာကိုလုံဆောင်ခဲ့တယ်လို့လည်းဆိုထားပါဗျ။ပြီးခဲ့တဲ့ AB လ9ရက်ညနေကလည်း ရခိုင်ရိုးမတောင်နှံထက်မှာရှိနေတဲ့အာရခတို့ရဲ့တပ်ဖွဲ့ဝင်တွေရှိရနေရတွေကိုစစ်ကောင်စီကဝိုင်းတွဲချက်လျင်နဲ့ဘုံကြက်တိုက်တာတွေကိုလှုပ်ဆောင်ခဲ့တယ်လို့လည်းဆိုထားပါဗျ။အဲ့လိုပဲစစ်ကောင်စီဟာပဲခူးတိုင်းအေရီတိုင်းနဲ့အခြားသောနေရာတွေမှာရှိတဲ့အာရခတို့ရဲ့စစ်တောင်းတွေကို နေစဉ်တံမြက်ထိုးစစ်တွေကိုစစ်နေတာတွေရှိနေတယ်လို့လည်းဆိုပါဗျ။အဲ့လိုစစ်ကောင်စီကနေတိုင်းတံမြက်ထိုးစစ်တွေစစ်နေတာတွေရှိနေပေမဲ့ အရခါတော်အနေနဲ့တဖက်သက်အပြည့်ရဲ့အကြောင်းကိုထုတ်ပြန်ကြေညာထားပြီးနောက်ပိုင်းမှာစစ်ကောင်စီရဲ့ကြီးရည်လေတိုက်ခိုက်မှုတွေကိုပြန်လည်ခုခံတိုက်ခိုက်တာတွေမလုပ်ဆောင်တော့ဘဲအရခါတော်အနေနဲ့မိမိတို့ရဲ့တပ်ဖွဲ့ဝင်တွေဒဏ်ရာရအသက်ဆွလွန်ခဲ့ရတဲ့အနေအထားရှိတဲ့အထိထုတ်ပြန်ချက်ကိုမချိုးဖောက်ဘဲတိကျစွာလိုက်နာဆောင်ရွက်ပြီးနိုင်ငံခဲ့တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာ ကျွန်တော်တို့ CNA သတင်းဌာနရဲ့တနေ့တာဗီဒီယိုသတင်းထုတ်လွှင့်မှုဟာဒီမှာပဲပြည်စုံမှုဖြစ်ပါတယ်။သတင်းတွေကိုနားဆင်ပြီးကြကြတဲ့ပရိသတ်တွေကိုအထူးကျေးဇူးတင်ရှိပါကြောင်းကာရပြုရပါတယ်။နောက်နေ့ဒီမှာလည်း CNA ကတင်ဆက်ပေးတဲ့တနေ့တာသတင်းတွေကိုနားဆင်မယ်ဆိုရင် CNA ရဲ့ Facebook စာမျက်နှာမှာချုပ်နိုင်တယ်လို့ YouTube, Telegram, H နဲ့ TikTok တွေမှာလည်းနေ့စာမျက်နှာချုပ်နိုင်မှာကြောင်းသတင်းကောက်ပါရပါတယ်ခင်ဗျာ။